ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါကျွန်တော်တို့ Arsenal အသင်းကအခုလက်ရှိမှာ Transfer Window နဲ့ပတ်သက်လို့အခု Martin Supermanti ကလန်ဒန်ကိုရောက်ပြီးတော့စပြီးတော့ဆေးစစ်ပြီးတာနဲ့ Arsenal ကပြီးပြီအခု Kepa Reza Balaga နဲ့ Holiday ပြန်ရောက်ပြီးဆိုတော့ ਨੇ သူလည်းအပြောင်းအရွှေ့ပြီးပြီ မနေ့ညကဆိုရင်လီဗာပူးက Florian Basket အပြောင်းအရွှေ့ကြီးညာသွားတယ်သူလည်းအကြာကြီးဆောင်းလိုက်ရတယ်အဓိကကျွန်တော်ပြောလို့လေ international break ကြောင့်ရ holiday ကြောင့်နဲ့အတွက်ကြောင့်ဇာမားတွေတော်တော်များများကဘယ်လိုပြောမလဲအချိန်တိုင်းတာတကူကြီးဆောင်းရတယ်ဒီနေရာမှာ Arsenal ကဒီ international ဒီဘယ်လိုပြောမလဲဒီ FIFA ရဲ့ club world cup အပြီးမှာသူတို့ pre season tour တွေသွားတဲ့အချိန်မှာ Arsenal အသင်းတော်အာဇာဒရိုက်တာဘက်ကနေ သူတို့လိုနေတဲ့ကွင်းလေကစားမတယောက်တိုက်စစ်မှုနဲ့တောင်းပန်တယောက်ကို ဖြည့်တင်းပေးသွားမယ်ဆိုပြီး promise ပေးထားတယ်အခုက2ယောက်ရပြီဗျာကွင်းလေကဒါကျွန်တော်တို့ party ထွက်တဲ့အတွက်ကြောင့်ဒီနေရာမှာဘယ်လိုပြောမလဲတယောက်ထပ်ထည့်ရမယ်ကလပ်ဘက်ကဘယ်လိုပြောလဲဆိုတော့ Thomas Party က Georgie Union နေရာအစားထိုးမဲ့သူဖြစ်ပြီးတော့ party နေရာကိုသူတို့ဘက်က ဒီဇူပါမန်ဒီနဲ့အစားထိုးတယ်ဆိုတော့ဇူပါမန်ဒီကပါတီနေရာအစားထိုးပြီးအဲ့ဂျိုချင်ညိုနေရာကပါတီကထွက်ပြီးဆိုတော့အဲ့ဂျိုကြောင့်ပါတီနေရာမှာအာဆန်ကမပြည့်မနေအစားထိုးရမယ်ကွင်းလေတယောက်ထက်ခေါ်ရမယ်ဆိုတော့အခုလောလောဆယ်အနေထားရအခု Timber ရဲ့ညီပေါ်လေး Quantis Timber ဆိုတဲ့ကစားမတယောက်ကိုရင်းတော့က Timber ရဲ့ညီကိုအာဆန်ကတော်တော်လေးသဘောကျတယ်ဒါလာမယ့်ရာသီမှာအာဆန်ကအခုအခုဆိုရင် Fabio Vieira ပြန်လာဖို့ရှိတယ်ဆမ်ဘီလိုခွန်ကတော့ထွက်ဖို့များပြီး မီကယ်မရီနိုကနံပါတ်၈ရိုးမှာကစားလို့ရသေးတယ်။အဲနောက်ဆုံးပြ Rice ကို DN ထား Martin Superman ရဲ့ Rice ကမီကယ်မရီနိုရဲ့ဒါဒါလှည့်ပြီးကစားလို့ရတယ်ဗျာသူတို့လှည့်ပြီးကစားလို့ရတယ်။ဆိုအဲ့ဒါကပြဿနာမရှိဘူး။ကိုင်းလေကတော့တယောက်တော့ခေါ်မယ်။ဒါပေမဲ့အခုကလပ်ဘက်ကတောင်မန်နဲ့တိုက်စစ် Rodrigo လာဖို့မသေးကြဘူး။ Nico William Barcelona ကိုပြောင်းပြီ။အဲ့မှာ option မရှိတော့လုံးဝ option မရှိဘူး။အခုကျွန်တော်အစောပိုင်းကြားသီးလို့ပြောရဆိုအန်တနီကော်ဒန်ကိုနျူကာဆယ်ကလိုချင်တယ်။ပိုတော်ခတ်သေးတယ် အန်ဒရီဂေါ်ဒန်ကိုအေဗာတန်ကနေတန်း90ချိုပေးရတယ်ညူကာဆယ်ဝယ်ထားတာအဲ့ဒီကစားမကိုပြန်ခုချိန်ဝယ်80 80 90တော့ပေးရမယ်တေချာပေါ့ညူကာဆယ်ကလည်းလူရောင်းတဲ့အသင်းမဟုတ်ဘူးသူတို့ကိုယ်တိုင်စော်ဒီပိုက်ရှင်တွေပါထားတဲ့အတွက်ကြောင့်သူတို့ပတ်ဆက်ရှိတဲ့အသင်းလုံးဝလူရောင်းဒါပေမဲ့အာဆင်ကအန်ဒရီဂေါ်ဒန်ကိုတတော်လေးသတင်းထွက်တဲ့ထဲမှာထည့်သွင်းထားတယ်သူတို့အခုရိုဒရီဂိုသာပြောင်းချင်တယ်ဆိုရင်သူတို့ဘက်က ready ပဲဆိုပြီးတော့ပြောထားသူ ိုက်တောင်မှအတွက်အခုကြည့်နေတဲ့သူကဘယ်သူလဲဆိုတော့မော်မက်ကူဒုစ်အာစနယ်ကမော်မက်ကူဒုစ်ကိုတော်တော်လေးသဘောကျတယ်ဒီစားမကိုလိုချင်တဲ့အသင်းတွေအများကြီးတဲ့မှာဘယ်သူတွေပါလဲဆိုတော့လက်ရှိမှာချယ်ဆီနဲ့ထော့တန်ဟော့စပါပါတယ်ဒါနယူကာဆယ်နဲ့ဆက်ဝါးတဲ့စပါ့ဆိုရင်ကူဒုစ်ကိုတန်90နဲ့လိုချင်တယ်အခုကစပါ့ကအန်ထရဆမန်ယိုကိုဘုံမောက်နဲ့တော့တွေ့တယ်ဆမန်ယိုကိုဘုံမောက်ကဘလောက်တောင်းလဲဆိုတော့90တောင်းတော့ စပါးကပေးချင်ဖို့ဆိုပြန်လာတယ်အဲ့ဒါနဲ့သူတို့ကုဒုစ်ကိုတန်90နဲ့ကန်လာတဲ့ဝက်ဆန်ကရောကြီးစာချုပ်86တန်းရှိတော့သူတို့ပယ်ချထားတယ်ဆိုတော့ပြောချင်တာကကုဒုစ်ကိုလိုချင်တယ်ဆိုတော့အာဆယ်က86တန်းပေးရမှာယူရိုတန်း100စမန်ညိုကိုလိုက်မယ်ဆိုတော့အစည်းပေးအောင်ပါဆိုတော့အာဆယ်ကအခုအဲ့ညမှာအာလာဟန်ဒိုဂါနာချူတယောက်ချန်ပြီ တကယ်လို့အာစနယ်ဘက်ကတောင်းပန်တယောက်ဖြစ်နိုင်မယ်ဆိုတော့မာတင်နယ်လီကိုရောင်းထုတ်နိုင်ပွဲရှိတယ်ဆိုတဲ့သတင်းတွေလည်းရှိတယ်ကျွန်တော်ကတော့ဗျာအမှန်တိုင်းပြောတာမထူးတော့ဘူးနောက်ဆုံးမရရင်တော့အီတန်ဝန်နယ်ရီကိုအဲ့ဘက်ခြံပို့လိုက်ဝန်နယ်ရီက traditional inverted winger မဟုတ်ရင်တော့မာ traditional winger အနေနဲ့အဲ့ဘက်ခြံကိုပို့လိုက်အဲ့ဘက်ခြံကိုဝန်နယ်ရီကိုပို့အခုကျွန်တော်ဗျာအာစနယ်ကမောမက်ကူဒုကို လိုချင်တယ်နော်နီမာဒူအေကေကိုလိုချင်တယ်နောက်အလာဟန်ဒိုကာနာချိုကိုလိုချင်တယ်အစောပိုင်းက target တွေမရှိတော့ဘူး အဲ့ဒီပဲချက်မှာကျွန်တော်တို့ Ethan Wanery ကိုပို့လိုက်အဲ့ striker ပဲ Benjamin Sesko က Arsenal ရှိကဘာ request လုပ်လဲဆိုတော့မင်းငါ့ကိုခေါ်မယ်ဆိုရင်ပြောင်းချွေကြည်တပါးကြီးကရက်နဲ့ညိဒါပေမဲ့ तू ကဘာတောင်းဆိုလဲဆိုတော့ရော်ဂျေးစာချုပ်ထည့်သွင်းပေးဖို့တောင်းဆိုထားတယ် Arsenal ကို तू ပြောင်းမယ်ဆိုရင် Arsenal ဘက်ကသူ့ကိုရော်ဂျေးစာချုပ်ထည့်ပေးပါထားပါတော့တန်150လားတန်ရလားတခုခုထည့်ပေးရမယ်ဆိုတဲ့ချက် Jogres ကတော့ Arsenal ကိုနောက်ဆုံးချိန်ထိစောင့်နေပြီးတော့ Arsenal အသင်းကိုပြောင်းရွှေ့ဖို့ပြောနေထားတယ် ဟိုကီမန်တက်စ်ကအဆက်သွင်းနေစပူတင်ကပြောင်းရွှေ့ခြင်းကိုအရင်ဂရီမန်တိုင်းဖြစ်မယ်ဆိုရင်အာဆင်ကိုသူပြောင်းနိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်။ဝီကင်ကိုလည်းအာဆင်ကကြည့်နေတယ်ဆိုတော့အခုလောလောဆယ်တောင်မန်ကဒီလက်ရှိမှာကူဒုစ်ကဂါနာချိုနဲ့ဒါအခုလောလောဆယ်နေထိုင်ရကူဒုစ်ကဂါနာချိုရင်ဒီသားမတွေကအာဆင်တော်တော်လေးသဘောကျသူဖြစ်ပြီးတော့ အိုက်နိုနီမာဒိုဝီကီဆိုအာဆင်ပေးတက်တယ်ဘယ်လိုမြင်ကြလဲဒီကြတော့အဲ့တောင်မန်ကအဲ့သူတွေပဲရှိကျွန်တော်တို့ကစတော့ရိုဒရီဂိုတို့နီကိုဝီလျံတို့တကယ်ပရီမီယံပလေးယာတွေလို့ယူတော့ပါအခုကသူတက်တဆင်းနေတဲ့သူတွေဖြစ်လာပြီအဲ့ဒါကိုပါအခုစတရိုက်တာကဒီယော့ခရက်ဆိုလို့ဆက်စကိုလို့လို့ဆက်စကိုကတော့သူ့ကိုခေါ်မယ်ဆိုရင်ယိုဂျီစာချုပ်ထည့်ပေးယော့ခရက်ကပြောင်းမယ်အဲတခြားတိုက်စီမော်ကဘာမှမသိဒါပေမဲ့ဂူလိုလော့စင်မှာအာထက်တာအတွက်အာဇာဒရိုက်တာဘက်က pre season တိုးမတိုင်ခင်မှာ ဒါကစားမလိုနေတဲ့ position တွေတော့အကုန်ဖြည့်ပြီး pre season တို့တွားရမယ်လို့ဆိုထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်